လူတွေမှာအကျင့်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ကိုကတခုခုကိုလိုချင်ပြီးကို့မှာရည်မှန်းချက်တစ်ခုရှိပြီဆိုလို့ရှိရင်ကို့ရဲ့အဖြတ်စိတ် ကအမြဲတမ်းဝင်လာတာပေါ့နော်ကိုကတခုခုကိုလိုချင်ပြီးငါဒါလေးဖြစ်ချင်လိုက်တာဒါလေးလိုချင်လိုက်တာလို့တွေးလိုက်တာနဲ့ကို့ရဲ့အဖြတ်စိတ်ကနေကို့ကိုဘလို့တွေးလဲဆိုတော့ဟောငါကပတ်သက်မရှိဘူးဟောငါကအင်ကမလုပ်ပေးနိုင်ဘူးဟောငါနဲ့ငါဆိုဒါကိုလုပ်နိုင်မှာမဟုတ်ဘူးငါ့ဟောကယုံကြည်ချက်မရှိဘူးငါကြောက်တယ် ဒါဖြစ်နိုင်မှာမလားအဲ့လိုမျိုးအဖြတ်စိတ်ကလူတိုင်းစီကိုဝင်လာတတ်ကြတယ်အဲ့ဒါတဘာဝပဲပေါ့နော်အဲ့တော့အဲ့ဒီခါကိုပြုပြင်ပြောင်းလဲလို့ရတယ်ဘယ်လိုမျိုးနီးလဲလဲဆိုတော့ဥမာကို့မှာတစ်ခုလိုချင်တယ် ကိုမတခုခုရည်မှန်းချက်ရှိလာတယ်ဆိုလို့ရှိရင်ပထမဆုံးလိုအပ်ချက်ကငွေရေးကြေးလည်းမဟုတ်မိဘထောက်ပံ့လည်းမဟုတ်မိဘထောက်ပံ့ရတဲ့လူတွေကတော့ကံကောင်းတာပေါ့နော်မိဘ supporting ပေးတယ်မိဘယုံကြည်မှုရတယ်ဆိုတဲ့လူကကြတော့ဒါကံကောင်းတယ်လို့ပဲပြောရမယ်ပေါ့နော်အဲ့တော့ကိုကအဲ့ဒါမျိုးတွေမရဘူးဆိုလို့ရှိရင်ပထမဆုံးကိုယ့်စီမှာရှိရမယ့်အရာဘာလဲဆိုလို့ရှိရင်ယုံကြည်မှုကိုတခုခုလိုချင်ပြီဆိုလို့ရှိရင် ကိုယ့်ရဲ့ဒီရှင်သန်လာတဲ့ပတ်ဝန်းကျင် အနေထား เนาะပြီးလို့ရှိရင်ဘိုးစင်ဖောင်ဆက်ကရိုက်သွင်းထားတဲ့ mindset တွေကကိုကအဲကို့အခြေအနေနဲ့နှိုင်းပြီးတော့ဒီຢာတွေကကြီးကြက်ခံရတဲ့ຢာတွေကငါတို့မလုံနိုင်ဘူးငါတို့တော့မဖြစ်နိုင်ဘူးငါတို့မှပြဿနာမရှင်တားတွေမဖန်တီးနိုင်တော့ဘူးဆိုပြီးတော့မှဒါ mindset တွေက ဒါတားစင်မြင့်ဆက်ရှိတယ်ပေါ့နော်တားစင်မြင့်ဆက်ရှိတယ်ဆိုတော့အဲ့ဒီဟာကအမှန်တကယ်တော့မှားနေတယ်ပေါ့နော်ကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့တိုင်းတာစရာမလုံးဒါကိုဒါတွေကကျတော့ manifestation လမ်းနေနဲ့ဆက်ဆက်နေတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အရင်ဆုံးယုံကြည်မှုထားရမယ်ကိုယ်လိုချင်တဲ့အရာပေါ်မှာကိုဖြစ်ချင်တဲ့အိမ်မက်ပေါ်မှာဘယ်လိုယုံကြည်မှုမျိုးလဲဆိုလို့ရှိရင်ငါ့ကုံကယုံနေဆိုတဲ့100%ယုံကြည်မှုငါအဲ့ဒီအရာကိုလုံနိုင်တယ်ဆိုတဲ့100%ယုံကြည်မှု အဲ့ဒီငါလိုချင်တဲ့အရာငါဖြစ်ချင်တဲ့အဲ့ဒီအိမ်မက်ကတေချာပေါက်ငါလုံးဝင်ဖြစ်မှာဆိုတော့100%ယုံကြည်မှုအဲ့ဒီဟာကိုအရင်ဆုံးထားရမှာကွာတိလားအဲ့တော့အဲ့ဒီဟာထားလိုက်တဲ့အချိန်မှာမလုံအဲ့ဒီအရာကိုကိုကယုံကြည်မှုရှိလိုက်ပြီဆိုလို့ရှိရင်90ရာခိုင်နှုန်းလောက်ကလေလမ်းတစ်ဝက်ရောက်ပြီးသွားပြီလို့ခံစားရလိမ့်မယ်တကယ်လဲ90ရာခိုင်နှုန်းလောက်ကပြီးသွားပြီ ယုံကြည်မှုရှိလိုက်ပြီဆိုလို့ရှိရင်ဆိုတော့အဲ့ဒီယုံကြည်မှုကကိုလိုချင်တဲ့အရာမရမချင်းကိုဖြစ်ချင်တဲ့အရာမဖြစ်မချင်းဟိုးအဆုံးထိယုံကြည်မှုကအွန်ထားရအဲ့တော့ယုံကြည်မှုနောက်မှာဘာလိုက်လာမလဲဆိုတော့ဇွဲလိုက်လာရကိုကအဲ့လိုမျိုးဟိုငွေကြီးမပြည့်စုံတဲ့လူမိဘမထောက်ပံ့နိုင်တဲ့လူဆိုပို့ဆိုးတယ်ဇွဲကသူများဟိုတဏှာကြီးစူးစမ်းရင်ကိုက10နာရီလောက်ပို့ပြီးတော့စူးစမ်းရအဲ့လိုမျိုးဇွဲရှိရမယ်ပေါ့နော်ဆိုတော့ယုံကြည်မှုနောက်မှာတခါတည်းဇွဲလိုက်လာရမယ်ပေါ့နော်ဆိုတော့ အဲ့လိုမျိုးယုံကြည်ချက်နဲ့လမ်းလျှောက်နေတဲ့လူတွေကဒါနောက်ဆုံးမှာသူတို့လိုချင်တဲ့ပန်းတိုင်ကိုရသွားတယ်လို့ချင်းရမြင်အဲ့တော့ချင်းရန်ကိုယ်တိုင်လည်းအပါဝင်ပဲပေါ့နော်ကိုအခုနေချင်တဲ့ဘဝပုံဘဝမှာဘဝပုံစံလေးထဲမှာကိုနေထိုင်နေတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုကိုယုံကြည်မှုရှိခဲ့လို့ပဲအဲ့တော့16နှစ်အရွယ်မှာကိုကိုလုံးဝယုံကြည်မှုရှိသွားပြီကိုလှုပ်ချင်တဲ့အရာတွေကိုလုပ်နိုင်မယ်ဆိုတာကိုကိုယုံကြည်မှုရှိအဲ့တော့ဒီအိမ်မက်တွေဖြစ်ချင်တဲ့အရာတွေကငယ်ငယ်လေးတွေက8နှစ်8နှစ်လောက်တည်းကရှိတယ်ဒါပေမဲ့ ဆန်ကျော်တက်ဖြစ်လာတဲ့အခါမှာကိုကိုယုံကြည်မှုကရှိနေပြီငါလုံးဝဖြစ်ကိုဖြစ်မှာငါကိုငါယုံနေငါလုံးနိုင်နေငါတော်ပြီအမှန်ငယ်တော့ဟိုလက်ရှိအခြေအနေကအဲ့လိုမဟုတ်ဘူးเนาะလက်ရှိအခြေအနေကကြတော့ငွေကြီးလဲတော့ဒီပြည့်စုံတဲ့အထဲမှာမပါဘူးကိုကြည့်တော့ဟိုဒီနေမျိုးမှာနေရပါတော့เนาะဟိုမျိုးကြီးပြိုင်မှာနေရလဲမဟုတ်ဘူးပေါ့အဲ့ဆိုတော့လက်ရှိအခြေအနေတွေကိုဘယ်တော့မှထည့်တွေးစရာမလိုဘူးပေါ့နော်အရင်ဆုံးပုံရိပ်ရောင်နေအဲ့ဒီစိတ်ကူးယုံကြည်ချက်ကအရင်ဆုံးအလွတ်လုံတယ်ပေါ့နော်ဆိုတော့ယုံကြည်ချက်ကိုအရင်ထား ဆိုတော့ထားရခေါင်းမှန်းသိတာအခုမှသိတာဒါပေမဲ့အဲ့ဒီဆိုင်ကျော်တက်မှာတော့ဘာလို့လဲတော့မသိဘူးကိုယ်ကိုယုံကြည်မှုတွေအရင်ရှိပြီးတော့မှငါဖြစ်ချင်တာကိုဖြစ်အောင်လုပ်မယ်ဆိုရဲစိတ်တစ်ခုပဲရှိပြီးလို့ရှိရင်ဒီဇိုင်းမမတ်နဲ့လှုပ်တယ်ပေါ့အဲအဲ့ဒီအရာတွေကကိုယ်ရှောက်ချင်တဲ့လမ်းကိုရောက်စေတယ်ပေါ့အဲ့တော့ယုံကြည်မှုကပထမဆုံးဒါအရေးကြီးပြီးတော့မှရှိရမယ့်အရာပဲဖြစ်ပါတယ်အာဆိုတော့အဲ့ဒီယုံကြည်မှုထားတဲ့နေရာမှာလေငါငါဒီရောက်ဖြစ်ချင်တယ်စူးစမ်းကြည့်မယ်လေမဖြစ်လိုက်ရော အဲဘာမရှိလို့ညာမရှိလို့ငါအဲ့လိုမျိုးဟိုကဖြစ်ရင်ရောလမ်းမှာ တခုခုခတ်ရင်ရောဘသူကူညီမှာလဲခက်ခဲရင်ရောအဲ့လိုမျိုးတွေအဲ့လိုမျိုးစိတ်လုံးဝမထားရအဲ့လိုတန်တရားစိတ်ကို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 ဘောင်ခက်လိုက်တဲ့ limit စိတ်တခု ဝင်သွားတာ ਨੇ အဲ့ဒီအရာတေချာပေါက်ဖြစ်မလားတေချာပေါက်ကိုဖြစ်မလားပေါ့နော်အဲ့တော့အရင်ဆုံးဘာတွေရှင်းလင်းရမှာလဲဆိုတော့ကိုယ့်ရဲ့ mindset မှာမွေးကလေးကပါလာတဲ့ဒီဘိုးဘေးဘီဘေးကို mindset ထဲကိုရိုက်သွင်းထားခဲ့တဲ့ လက်ရှိအနေထားနဲ့နှိုင်းရှင်ပြီးတော့မှကိုယ့်ကိုဘောင်ခတ်ထားတဲ့ကိုကဥမာတာမန်လူတယောက်ဆိုရင်ကြီးကျယ်ခမ်းနားတဲ့အရာတွေကိုကမလုံနိုင်ပါဘူးဆိုတဲ့အဲ့ဒီဘောင်ခတ်ထားတဲ့ mindset limit ထားထားတဲ့ mindset တွေကိုဖျောက်ကအဲ့လိုဖျောက်ဖို့ဆိုရင်ဘယ်လိုဖျောက်ရမှာလဲသလားကိုကိုကိုအမြဲတမ်းမှန်တယ်မှာကြည်ပြီးတော့ပြောပြမယ်ငါကတော်တယ်ငါကလုံနိုင်တယ်ငါကအဲ့ဒီကြီးကျက်ခမ်းနားတဲ့အရာတွေကိုလုံနိုင်ပါဆိုတော့အကုန်လုံးကလူတွေပဲနော်မွေးဖွားလာတဲ့ဘဝအခြေအနေပဲမတူတာဒါပေမဲ့အကုန်လုံးကလှုပ်ယူလို့ရအဲ့တော့ကို့ပေါ်မှာပဲမူတည်အဲ့ဒီမူတည်တာယုံကြည်ချက် အဲ့ဒီယုံကြည်ချက်ကသူများနဲ့မတူကိုယ့်ကိုယုံကြည်မှုအပြည့်ရှိနေတယ်ဆိုလို့ရှိရင်သူများနဲ့မတူတဲ့အရာလုံးနိုင်မယ်အဓိကအဲ့ဒါပဲပေါ့နော်အဲ့တော့ယုံကြည်ချက်ကို100%ထားပါအဲ့တော့ဘသူစကားကြောင့်လဲမှယုံကြည်မှုက1%တောင်မှဟိုအောက်ကိုရော့မသွားစေနဲ့ပေါ့နော်အဲ့တော့အော်တဘာဝပဲတခုခုဆိုလို့ရှိရင်လူတွေကသူများနဲ့မတူတဲ့အရာကိုကိုကလုံးတော့မယ်ဆိုလို့ရှိရင်လူတွေက အဲဝေဖန်မယ်ဗလင်းမယ်ဝေဖန်တာနဲ့ဗလင်းတာနဲ့တော့မတူဘူးတချို့တွေကထောက်ပြတယ်တချို့တွေကကြတော့တသက်မနာလို့လို့ဝေဖန်တာရှိတယ်တချို့တွေကပြောချင်လို့ပြောတာဟမ်ဘာကြီးလဲပေါ့အဲအဲ့လိုမျိုးရှိဒါပေမဲ့အဲ့ဒါတွေကနားထောင်စရာမလိုဂူးဆိုင်စရာလည်းမလိုဒါကတဘာဝပဲကိုကလမ်းတစ်ခုကိုရှောက်တော့မယ်ဆိုလို့ရှိရင်ဘေးနားမှာအဖြတ်တွေဆိုတာအများတန်းရှိအဲ့ဒီအဖြတ်တွေကိုခံနိုင်ရည်လည်းရှိရမယ်ဒါကတိထားရမယ်ပေါ့နော်အဲဆိုတော့အဓိကကတော့ကိုဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့အဲ့ဒီဇွဲမှန်အပြင်းနဲ့ယုံကြည်ချက်အပြင်းနဲ့ဇွဲစိတ်တက်ပေါ့နော်အဲ့တော့တချို့လူတွေကရှိတယ်မိဘကတော့ထောက်ပံ့နိုင်တယ်မိဘကအကုန် supporting ပေးမယ်သူတို့တာသမီကိုဖြစ်စေတယ်ဒါပေမဲ့အဲ့တာသမီတွေကိုယ်တိုင်ကဘာလဲဆိုတော့ဇွဲမရှိတာတခုခုကိုလှုပ်ချင်ပြီဆိုလို့ရှိရင်ဇွဲမရှိဒါပေမဲ့ပဆက်ရှိတဲ့လူတိုင်းလည်းအဲ့ဒီယုံကြည်မှုအပြင်းနဲ့ဇွဲရှိတယ်ထင်လို့လားမရှိဘူးအဲ့တော့ပဆက်ရှိတဲ့လူတွေတိုင်းလူတွေတချို့မှလည်းပေါ့နော်အဲအဲ့ဒီ ကိုယ့်ကိုယုံကြည်မှုမရှိနဲ့ယုံကြည်မှုမရှိပဲ limit ထားရတဲ့ဟာရှိတယ်။တချို့ကကျတော့မိဘကနေပုံသွင်းထားတဲ့ကိုယ့်ကိုအဲ့လိုယုံကြည်မှုမရှိအောင်လုပ်ထားတဲ့တာသမီလည်းရှိရပါတော့။ဆိုတော့အဲ့လိုမျိုးတွေလည်းရှိတယ်။ဆိုတော့ဘလို့အခြေအနေပဲဖြစ်ဖြစ်ဘလို့ဘဝမျိုးနဲ့ပဲမွေးလာမွေးလာပါတော့။အကုန်လုံးကကိုကယုံကြည်ရင်ဖန်တီးလုပ်ယူလို့ရတယ်ဆိုတော့ကျန်ပြပြကျင်လာ။အဲ့တော့စင်ရီမွေးလာတာအပြစ်မဟုတ်ဘူး။ဒါပေမဲ့ကိုလုံးချင်တာတွေကိုမလုံးနိုင်မဲနဲ့အသက်ကြီးသွားရင်တော့အဲ့ကိုအပြစ်ပဲပေါ့နော်။ဒါဆိုကိုကခွန်အားတွေရှိတယ်၊ငယ်ရွယ်မှုတွေရှိတယ်၊အုံနှောက်ရှိတယ်။ သွားနိုင်လာနိုင်လုံးနိုင်ကြတဲ့ခြေလက်တွေရှိတယ်။တွေးနိုင်ခေါ်နိုင်တဲ့တွေးတွေးတွေးအားအအတွေးတွေကိုထုတ်ပေးနိုင်တဲ့ကောင်းကောင်းမွန်မွန်တွေးပေးနိုင်တဲ့အုံနှောက်ရှိတယ်။စားမြောက်ဖက်ကမယ်အုံနှောက်ပူကောင်းလာမယ်။အဲအုံနောက်ကောင်းလာပြီဆိုလို့ရှိရင်ကောင်းကောင်းတွေးတက်လာပြီကောင်းကောင်းတွေးတက်လာပြီဆိုလို့ရှိရင်ရွေးချယ်မှုကောင်းကောင်းတွေပြုလုပ်တက်လာပြီရွေးချယ်မှုကောင်းကောင်းပြုလုပ်တက်လာပြီဆိုလို့ရှိရင်ကောင်းမွန်တဲ့ result တွေကိုရအဲ့တော့အရာရာတိုင်းကကိုဘလောက်ယုံကြည်ထားလဲပုံမှန်ပဲမူတည်တယ်ဗျ